နောက်ဆုံးတော့လူစီယာလေးတို့ရဲ့ခီးကိုတယောက်ထင်းနဲ့စတင်လိုက်ပါတယ်။လူနဲ့ဟီလာကီးကိုသွားတော့ရူရူကိုတွေ့ရပါတယ်။ရူရူကတော့သူ့မကျင်မနှက်ဖြစ်နေပုံရပါတယ်။ဘာလို့လဲဆိုတော့သူကမိုဒီကာကိုခေါ်သွားပြီးတော့စွန်သားသူများကြီးမှအလုံးလုံးခိုင်းလို့ပါ။အဲ့ဒီချေအားစားပြီးသူမကတယောက်ထင်းလုပ်တယ်ရှုံနေခဲ့ပါတယ်။ဒါမဲ့လူစီယာကတော့သူမရဲ့အတက်ကိုကာကွယ်ဖို့အဲ့ဒီလိုလုပ်ခဲ့တာလို့ပြောတဲ့အခါမှာတော့သူမကတော့စိတ်လျှော့သွားခဲ့ပြီးသူ့ကိုကျေးဇူးတင်လိုက်ပါတယ်။ သူမကလူစီရဲ့အကတ်ကိုတက်တန်းတိုးပြီးသွားတဲ့အခါမှာတော့စီစစ်ကိုမြဲမြဲရောက်သွားတာမြင်ပြီးအလန်တကြားနဲ့မင်းရဲ့အဆင်ကဘာလို့ဒီလောက်မြဲမြဲတိုးတက်လာလဲလို့မေးလိုက်ပါတယ်။အဲ့ဒီမှာတော့လူစီရဲ့စွန်းစားသူမြာကြီးမှသူလေးချင်းခဲ့တာတွေအသေးစိတ်ပြောပြလိုက်ပါတယ်။သူကြီးကခွက်လာတာကုသသူတယောက်အနေနဲ့အခွင့်ဆောင်အောင်မှဖြစ်ပြီးသူမှပတ်သက်မရှိတော့လို့ပါ။ဒါကြောင့်မယ်အဲ့ဒီခွန်လေးကိုပေးဆောင်နိုင်ဖို့သူကလှုပ်ရှားနေပါတယ်။ ဒါမဲ့အဲ့ဒီချိန်မှာပဲသူ့ကိုတန်ရောစင်တွေ့နေရဘရုတ်ကတော့အဲ့ဒီနေရာမှာပေါ်လာခဲ့ပြီးသူ့ကိုပတ်ဆက်အများကြီးပေးကမင်းအခုနေဆက်လိုက်ကျန်တာဆွန်လာသူများကြီးမှအလုံးလုံးတဲ့လောကားလိုသဘောထားလိုက်လို့ပြောလိုက်ပါတယ်လူစီကတော့အယံပြော့သွားပြီးချက်ချင်းပဲသဘောတူလိုက်ပါတယ်သူတို့ဖွဲ့ချုပ်ကိုပြန်သွားတဲ့ခါမှာတော့လူစီကအားအားတင်သွားပါတယ်။ဘာလို့လဲဆိုတော့သူ့ပြန်လာတဲ့အတွက်ပါတီဝဲတစ်ခုလုပ်ပေးထားခဲ့လို့ပါပဲ။ဥက္ကကလည်းသူ့ရဲ့ထုံးစံအတိုင်းပျော်ရွှင်နေပြီးသူ့ကိုစိတ်ပျက်စရာကောင်းတဲ့စွမ်းရည်တွေပေးလိုက်ပါတယ်။ဒါကြောင့်လူတန်းကလည်းအနောက်ရှောင်ပြေးနေပဲပဲလူစီကတော့အကုန်ထောက်လိုက်ပါတယ်။ ဲ့ဒီချိန်မှာဘာဇံအဲ့ဒီနေရာမှာရှိနေတာတွေ့လိုက်ရပါတယ်။သူကတော့လူစီရဲ့ကိုမင်းကတိတ်ထူလားလို့မေးလိုက်ပါတယ်။လူစီကတော့မထူပါဘူးလို့မြင်လိုက်တော့ဘာဇံကလည်းစားတာပါကွာလို့ပြောလိုက်ပါတယ်။ပြီးတဲ့ခါမှာတော့သူကလူစီရဲ့ကိုနှုတ်ဆက်လိုက်ပြီးလူမျိုးရဲ့ပတ်သက်ရင်မခွဲကြပဲအားလုံးကူညီပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောလိုက်ပါရစေ။သူစီကဘာလို့အပ်တာပဲဖြစ်ဖြစ်ချက်ချင်းလာခဲ့ဖို့လည်းပြောလိုက်ပါရစေ တပတ်မှာတော့ဗိုဒတ်ကူလီယာအရန်တော်သားထွက်နေပါတယ်။ဘာလို့လဲဆိုတော့လူစီရဲ့ကြောင့်သူ့ရဲ့ကုသယုံလေးကိုလူတွေသိမ့်မလာတော့လို့သူ့ရဲ့ဝင်ငွေတွေကလည်းအများကြီးလျော့သွားလို့ပါပဲ။သူ့ရဲ့နောက်လိုက်တွေကလည်းဒါကစွန်သားသူများကြီးမှရှိတဲ့ကုသသူတွေကြောင့်လို့ပြောလိုက်ပါတယ်။သူတို့ကတော့လူစီရဲ့ကိုယဉ်ညွန်းပြီးပြောနေကြတာပါ။နောက်နေ့မှာတော့ဗိုဒတ်ကူလီယာဂီကိုရောက်လာပြီးလူစီရဲ့ကိုရှာနေပါတယ်။သူ့တွေ့တဲ့အခါမှာတော့လှမ်းခေါ်လိုက်ပြီးငါမင်းကိုဂီကထွက်ပြီးတော့ငါရှိမှလုံလာလို့ဖို့အမိန်ပေးတယ်လို့ပြောလိုက်ပါတယ်။လူစီရဲ့လည်းမယူးနေရလားပြီးတော့မင်းကဘသူလဲလို့မြင်လိုက်ပါတယ်။ဗိုဒတ်ကူလီယာတော့ငါမျိုးရဲအကြီးဆုံးကုသယုံရဲ့အောက်ကြီးဗိုဒတ် က်ကူလီပဲကွာလို့ပြောလိုက်ပါတယ်။ဒါကြောင့်လူစီယယ်နဲ့မိုနီကာကိုလှုပ်ချန်ခိုင်းမှုခြေစားတယောက်ဆေးဆိုင်ခဲ့တဲ့လူမှန်းတီးသွားပါတယ်။ဝတာကူလီကတော့မင်းလူရီကိုအနည်းဆုံးပတ်စံနဲ့ကူတာပေးနေတဲ့အချိန်အစားပြီးမာစီကိုဘယ်သူမှမလာတော့ဘူး။ဒါငါ့ကျွမ်းဝမှုထိခိုက်စေလိမ့်မယ်လို့ပြောလိုက်ပါတယ်။လူစီယယ်လည်းဒုတိယကူတာပေးဘယ်လောက်ယူတယ်လို့မေးတဲ့အခါမှာတော့ဗိုတာကူလီကတော့ရွှေတင်ရပြ30ယူတယ်ဒူလာမလိုအပ်တဲ့တရားအသေးလေးတွေဆိုရင်တော့ဟိုင်ဟီမော်တုံးပြီးတော့ပတ်စံအများကြီးတောင်းနေလို့သူတို့ပြောလိုက်ပါတယ် လူစီယန်လည်းအဲ့ဒီစကားကိုကြားတဲ့အခါမှာတော့စိတ်ရမ်းဆိုးသွားပြီးဗိုဒါကူလီကိုမင်းရဲ့အားရင်တွေလူတွေအောင်မျက်ထုတ်ဖို့မတုံးတင်ဘူးလူမျိုးရဲ့ပတ်ဆက်မခွဲကြဘဲကုညီတင်တယ်လို့ပြောလိုက်ပါတယ်ပြီးတာနဲ့ဆက်ပြီးတော့လူစီယန်လည်း မင်းလူတွေကိုကျုံဖြစ်ရောင်းစားနေရလဲငါတီးတယ်လို့ပြောလိုက်တဲ့ခါမှာတော့ဗုဒ္ဓကူလီကလည်းမင်းကစိတ်တော်အလုံးနေရပဲလို့ပြောကသူနဲ့ပါလာတဲ့ရာဇွဲကောင်တွေကိုလူစီယေကိုတတ်ဖို့အမိပေးလိုက်ပါတယ်ဒါပေမဲ့ဒါကတော့သူထင်သလောက်လွယ်မနေခဲ့ပါဘူးဘာလို့လဲဆိုတော့ဘရုတ်ကသူ့ကိုချုပ်ထားခဲ့ပြီးဘယ်သူမှမလုပ်နိုင်တော့ပါဘူးပြီးတော့လည်းဘရုတ်ကလည်းဗုဒ္ဓကူလီကိုမိတီကိုတေးဖို့ရောက်လာတာပဲလို့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာဗုဒ္ဓကူလီလည်းဘရုတ်မဖမ်းနိုင်ခင်မှာပဲအများဆုံးဘေးကျောင်းထပ်ပြေးသွားခဲ့ပါတယ်ဘရုတ်ကတော့အဲ့ရာဇွဲကောင်တွေကိုလှုပ်ပေးလိုက်ပြီးဒီမှာနောက်တစ်ခါတွေ့ရင်ဒီနေရာမှာမြေမြုပ်ပြင်မယ်လို့ပြောလိုက်ပါတယ်တောက်ချမ်းကြီးပဲဟာဘရုတ်က ဒီလိုနဲ့ခဏကြာမှာတော့ဂီးတစ်ခုလုံးစုယုံနေတာတွေ့လိုက်ရပါတယ်။အဲ့ဒီချိန်မှာဘရော့ကလူစီယိုဂယူဆိုင်ဖို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုဗိုတာကူလီမျက်နှာသာပေးတာလူချင်းတဲ့သူတွေကသူ့လာတိုက်ခိုင်းတယ်လို့ပါ။ဒါကြောင့်ဘရော့ကလည်းဒီနေ့ကစပြီးလေ့ကျင့်ရေးအပြေအဝါစတော့ပဲ။အရင်ကလေ့ကျင့်ရေးအစားပဲ။နောက်လာမယ့်ဟာပို့ပြီးပြင်းထန်နိုင်မယ်လို့ပြောလိုက်ပါတယ်။ ပြည်နယ်တော်လည်းလူစီရောတိုက်ခိုက်ရေးကွင်းစီခေါ်သွားခဲ့ပြီးအပြင်းထန်တိုက်ခိုက်ကမင်းဟင်အားရှိသမျှထုတ်သုံးစမ်းလို့ပြောလိုက်ပါတယ်။လူစီရလည်းသူ့ကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့အပြင်းထန်ပဲရန်ခံလိုက်ရပါတယ်။ဒါပေမဲ့သူကတော့လေ့ကျင့်ကဆက်လုပ်နေပြီးအားလုံးကလည်းသူ့ရဲ့ခန္ဓာရဲ့အားကိုအံ့အားသင့်နေကြပြီးတော့ဇွန်ဘီဆိုတဲ့နာမည်ပြောင်းရသွားပါတယ်။ ယုတ်တရပဲဘရုတ်ကမင်းကိုကိုကာကွယ်ဖို့ကာကွယ်မော့တုံးနိုင်တာတီလာလို့မေးလိုက်ပါတယ်။လူစီကတော့တုံးနိုင်ပါတယ်လို့ပြောလိုက်ပြီးအကာကွယ်ကိုဖွင့်လိုက်တာနဲ့ဘရုတ်ကတော့သူ့ချက်ချင်းပဲမြေပေါ်လဲကြတော့လှုပ်လိုက်ပြီးအကာကွယ်တုံးထားတော့မသေးသေးဘူးဟာလို့ပြောလိုက်ပါတယ်။လူစီကလည်းဖြုံးစားကြီးဘာလုပ်တာလဲလို့ပြောလိုက်ပါတယ်။ဘရုတ်ကတော့ဒီနေ့ဆက်ပြီးလေ့ကျင့်စနစ်ကိုပြောင်းမယ်လို့ပြောပြီးတော့သူ့ဒိုင်းနဲ့ဓာတ်တက်လက်ပြီးတော့ မင်းတို့လက်နက်မျိုးစုံနဲ့တိုက်ခိုက်နေတင်ပေးမယ်လို့ပြောလိုက်ပါတယ်။ပြီးတာနဲ့မင်းရဲ့ရန်သူကဘလောက်ပဲအားကောင်းပါစေမင်းတို့ဘယ်လက်နက်နဲ့ဖြစ်ဖြစ်ချက်ကောင်းအထိမင်းတို့ချိန်မုန်းနိုင်တယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ဗိုဒါကူလီယာနဲ့လူစီရဲ့เจ้าကိုအစီရင်ခံစာရေးနေပြီးတို့ဒီမျိုးကနေနှစ်ထုတ်ချင်နေပါတယ်။အစီရင်ခံစာထဲမှာတော့သူကကျွန်တော်တို့ဟီလာတွေကိုနှောက်ယှက်တယ်လို့ဖြစ်နေပေမဲ့သူကထူးချွန်တာကြောင့်တို့ဟီလာကြီးဌာနချုပ်ကခံထားစေခြင်းတယ်လို့ရေးထားပါတယ်။ပြီးတော့အဲ့ဒီအစီရင်ခံစာကိုသူ့ရဲ့အစီကံတရားကိုပေးပြီးတော့အဖွဲ့ချုပ်ရဲ့အကြီးအကဲစီပို့ခိုင်းလိုက်ပါတယ်။ နောက်နေ့မှာတော့လူစီယာကဘရွန်နက်တို့မနက်ဆာဆာနေတော့မှာပဲ။နန်နာကတော့ဟီလာကီအဖွဲ့ချုပ်အားစားတဆောင်ယူလာခဲ့ပါတယ်။သူဖတ်လိုက်တဲ့အခါမှာတော့ဟီလာဌာနချုပ်ရဲ့ဖျားเจ้าကလာတဲ့စာပြပြီးတော့ငယ်ရွယ်ပေမဲ့မြင့်မြတ်မဟုတ် level 5ချီရောက်ထားတာကြောင့်အဲ့ဒီဖျားเจ้าမှာနောက်6လနေအလုံးလုပ်ဖို့သူ့ကိုခေါ်ထားတဲ့အကြောင်းရေးထားပါတယ်။အဲ့ဒီချိန်မှာဘရွန်ကတော့ဗိုတာကူလီယာဒီကိစ္စနဲ့နောက်ွယ်မှာရှိနေတာသိလိုက်ရပါတယ်။ဒါကြောင့်ခဏကြာမှာတော့ဘရွန်နဲ့ဂူဂါတို့လည်းအတူထိုင်နေကြပြီးလူစီယာเจ้าသူလဲအက်ဆရန့်စဉ်းစားသူအဖြစ်ကအနားယူထားပေမဲ့ဘူတန်မှာလာပြီလို့ပြောနေပါတယ်။ ဂျိုတက်ပဲကေပါသူတို့စီဝင်လာခဲ့ပြီးဗိုတာကူလီယာအပွဲချုပ်စီစာဖို့ခဲ့တာမှန်ကန်ကြောင်းဘရုတ်ကိုပြောပြလိုက်ပါတယ်ဂျိုတက်ပဲကေပါကတော့အချင်းပြန့်နေတဲ့ဟီလာကီးကိုဖြုတ်ချဖို့အချိန်ရောက်ပြီလို့ပြောလိုက်ပါတယ်တကယ်တော့သူကတောက်ချဲအဆက်ရှင်တယောက်ဖြစ်မိပဲအလောက်ကနေအားယူထားတာပါဂျိုတက်ပဲကေပါကတော့လူစီယိုကိုတိုင်လိချင်းပြမယ်လို့ပြောလိုက်ပါတယ်ဒါမဲ့ဘရုတ်ကလည်းဟဲ့လို့အဲကောင်လေးမင်းနဲ့လိချင်းအသက်ထပ်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်ကြည်ရတာတော့ဂေပါမှာထူးဆန်းတဲ့ဇာလန်းတွေရှိတဲ့ပုံမှာ ဒီလိုနဲ့ခြောက်လာကြပြီးတော့မှထရက်ကကိုအချိန်ရောက်လာတဲ့ခါမှာတော့လူစီရဲ့လက်တက်ခိုက်ရေးဝင်မှာဘရိုနဲ့သူရက်နေတာတွေ့လိုက်ရပါတယ်။သူကဘရိုကိုအရင်ကျေးဇူးတင်နေပြီးသူမရှိရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီမှာဘရိုကဖះเจ้าကမဟုတ်တာလို့ရင်တီယိုပြေးလာခဲ့မစိုးရိမ်နဲ့မိတီယိုရောက်လာငါမင်းကိုကာကွယ်ပေးမယ်လို့ပြောလိုက်ပါတယ်။လူစီရဲ့လက်သူ့ကိုထူးဆန်းတဲ့တောင်းဆိုမှုတစ်ခုလုပ်လိုက်ပါတယ်။ဟုတ်ပါတယ်သူတို့ကတော့လူစီယံမကူတာနိုင်ခဲ့တဲ့တည်ဆုံသွားသူတွေရဲ့တင်းကျိုင်းတွေကိုတွားလဲကြပါတယ်။သူကတော့ငါလူတွေအများကြီးကိုကူတာပေးပေမဲ့တည်ဆုံသူတွေလည်းရှိနေသေးတယ် ကျွန်တော်တက်နိုင်တယ်များအားလုံးလုံးမယ်ကျွန်တော်ကိုကျွန်တော်အများကြီးတိုးတက်လာအောင်လုပ်မယ်စေခရီးတစ်ခုပွင့်ပြီးလူလာတန်းဖို့ဒဏ်ရာရသူတိုင်းအောင်ကုသပေးမယ်အခမေးတော်ဖြစ်နိုင်ပေါ့ဒါပေမဲ့ကျွန်တော်မရှိတော့ရင်တော့ဘရိုကာဆွန်လိုက်တမားတွေလေ့ကျင့်ပေးအဲ့ဒါမှသူတို့ကတန်မာလာပြီးဒဏ်ရာမရတော့မှလို့ပြောလိုက်ပါတယ်ဘရိုကာတော့သူ့အတွက်တကယ်ကိုဂုဏ်ယူနေခဲ့ပါတယ်ပြီးရတဲ့သူရုတ်တရက်လက်တက်သွားပြီးတော့ဟဲ့ကောင်မလေးဘာလို့ပုံးနေရလဲလို့ပြောလိုက်ပါတယ် တကယ်တမ်းတော့သူတို့နှစ်ယောက်စကားပြောနေတာကောင်မလေးနှစ်ယောက်ပုံမိနားထောင်နေကြတာပါလူစီရလည်းသူတို့ကိုတွေ့တော့အားအင့်သွားပြီပဲတချိန်တည်းပါပဲသူတို့ကိုကျေးဇူးတင်စကားပြောဖို့ဆုံးဖြတ်လိုက်ပါတယ်သူကတော့နန်းနာကိုမင်းကငါဘေးမှာအမျက်ရှိခဲ့ပြီငါတော့တက်တောင်တက်တာဖြစ်အောင်အရာရာတိုင်းအောင်လုပ်ပေးခဲ့တယ်လို့ပြောလိုက်ပါတယ်ပြီးတာနဲ့သူကလည်းမိုနီကာကျေးဇူးတင်လိုက်ပြီးတော့ငါရဲ့ခီးစာမှာမင်းကနဲ့အတူရှိခဲ့ပြီဘာမှမလိုလားပဲနဲ့ငါ့ကိုကူညီခဲ့တယ်လို့ပြောလိုက်ပါတယ်မိုနီကာလည်းသူထွက်သွားတော့မှမလို့စိတ်မကောင်းဖြစ်နေပြီးအယံဝန်းနေနေတာကိုတတိပြုမိလိုက်ပါတယ် ဲ့အချိန်မှာပဲသူကတော့ကောင်မလေးတွေနောက်တစ်ကြိမ်ပြန်လာပြီးတော့၃ရောက်တာအတူထမင်းစားကြတာပေါ့လို့ပြောလိုက်ပါတယ်။ရိုးရိုးသားသားထမင်းပဲစားမှာပါမဟုတ်တာတွေတော့တွေးမနေကြပါနဲ့။ဒီလိုနဲ့လူစီယယ်နဲ့ဟီလာကီအဖွဲ့ချုပ်ရှိတဲ့မျိုးစီကိုသွားဖို့သူရဲ့ပစ္စည်းတွေပြင်ဆင်ပြီးတဲ့နောက်မှာတော့ဂီမာတော့ဘရိုနဲ့တူရက်နေခဲ့ပါတယ်။သူကတော့ဘရိုကိုတနေ့ကျရင်ခမရအောင်တစ်ချက်တော့ထိအောင်ထိုးနိုင်တဲ့အချိန်ရောက်လာမယ်လို့ကတိပေးတယ်လို့ပြောလိုက်ပါတယ်။ဘရိုကတော့ဒီစကားကိုကြားလိုက်ရတော့မင်းလုံးနိုင်ငါ့ကိုလာတွေ့စမ်းပါမင်းလုံးနိုင်ရဲ့မစ်တောင်းဆိုသမ ्या ရအားလုံးငါချက်ချင်းလုပ်ပေးမယ်လို့ပြောလိုက်ပါတယ် လူစီယယ်လည်းသူ့ကိုစွန့်ရင်ရေငါးခွက်တောက်ခိုင်းမယ်လို့ပြောလိုက်ပါတယ်။ပြီးလာတဲ့အားလုံးကိုနှုတ်ဆက်ပြီးထွက်သွားခဲ့ပါတယ်။ပြီးတဲ့အခါမှာတော့အသက်18နှစ်အရွယ်အီရန်ဟီလာလည်းဖြစ်အီရန်စွန့်လာသူလည်းဖြစ်တဲ့လူစီယယ်လည်းသူ့သွားမယ့်လက်ရှိကိုရောက်သွားတဲ့အခါမှာတော့ဘာဇန်တို့ကသူ့ကိုအဲ့ဒီမှာစောင့်နေခဲ့ပါတယ်။သူ့အန်ရဲ့ကင်းကင်းနဲ့ရောက်အောင်သူ့ကိုလိုက်ပုံမို့ပါ။ဒါကြောင့်သူလည်းတကယ်ကြီးသွားတော့မှမဟုတ်ဝမ်းနေသွားကငိုလိုက်ပါတယ်။